င်္ဂလာပါရှင်ကျမကတော့ချီချိုဆမ်းပါ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါဒါရိုက်တာနာဂျီရဲ့ဒုတိယမြောက်ရုပ်ရှင်ကဖြစ်တဲ့ What Happened to the Wolf ရုပ်ရှင်ကိုဩစတြေးလျနိုင်ငံမဲလ်ဘုန်းမြို့မှာပြသခဲ့ရမှာမဲလ်ဘုန်းမြို့ရောက်မြန်မာတွေနဲ့ဩစတြေးလျနိုင်ငံသားတွေကယုံပြည့်ယုံရှံအားပေးခဲ့ကြပါတယ်မောက်တူတင်ဆက်ထားပါတယ်ရှင်喂，喂，谁玩？ ဟုတ်ကဲ့ပါ what happened to the whole ရုပ်ရှင်ကိုဩစတြေးလျနိုင်ငံမဲလ်ဘုန်းမြို့မှာ ပြသခဲ့ပြီးရန်ကုန်ငွေဈေးရောင်းပွဲတွေလည်းတပြိုင်တည်းပြုလုပ်ခဲ့ကြတာပါကုနာဂျီရိုရဲ့ဒီ artichetta ရဲ့ what happened to the wolf ရုပ်ရှင်လည်းပြပေးတာပါလာတဲ့ပြည်သဘောင်က400ကျော်ရှိတယ်ပေါ့နော်ဆိုအပိဒလီရဲ့ကြောအတွက်ကိုကျွန်တော်တို့ကဒီအစားအသောက်ကိုရောင်းပြီးတဲ့ fan race food fair လေးလုပ်ပြီးတယ်။နောက်ပြီးလို့ရှိရင်ကျွန်တော်တို့တိတ်ကလေးတွေပါလို့ရှိရင်ကလေးတွေမပြင်းအောင်တို့တို့အတွက် မျက်နှာ face painting မျက်နှာပကြီးဆွဲပြီးတဲ့ဟာလေးဒီတို့နောက် gain လေးဒီတို့နောက်ကျွန်တော်တို့အကုန်စီစဉ်ပေးတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့မှာလာတဲ့လူတွေဖျော်ဖြေပေးဖို့တဲ့နော်ဒီတော်တော်လန်လင်းပြန့်ရှင်တွေနဲ့တဆင့်တို့ဒီ and black နဲ့ဒီ TV တဲ့ဟာကြီးလည်းပါတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအာ movie အာ food fair နောက်ပြီးလို့ရှိရင် face painting အဲ့နောက်ပြီးလို့ရှိရင် enemy and black music လေးမျိုးပေါ့နော်ကျွန်တော်ထည့်ပေးထားပါတယ်အဲ့ဒါပြင်ကျွန်တော်တို့တော်လင်းနဲ့ပတ်သက်တဲ့ညီမဗီဒီယိုနဲ့ပတ်သက်တဲ့ပေါ့နော် ID ဟိုဟာလေးတွေပစ္စည်းလေးတွေလည်းကျွန်တော်အမြဲရောင်းပေးပါတယ် ျမဘဝမှာပါဖို့အမုန်းဆုံးနဲ့တည်တာစောင့်နေရတာကိုအမုန်းဆုံးပဲအကယ်ဒမီပိုင်ဖြုတ်သူအကယ်ဒမီအင်ဒရာကျော်စင်ရုပ်ရှင်မင်းသားလွင်မိုးအောင်မြင့်မြတ်တို့ပါဝင်တရုပ်ဆောင်ထားကြတဲ့ဒီရုပ်ရှင်ကားဟာပြည်တွင်းမှာပြသကွင်ပိတ်ပင်ထားသလိုပြည်ပမှာတော့ တေယုဆောင်စုတွေဇက်ကားစုတွေကိုရရှိထားတာပါနိုင်ငံကမှာရှိတဲ့ဒီမြန်မာတွေရောမြန်မာမုတ်တက်တွေရောကျွန်တော်မြန်မာပြည်ရဲ့အမှုပညာဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်ပြသလို့လည်းရတယ်တစ်ချိန်တည်းမှာပဲအမှန်တရားဘက်ကနေရက်တည်ပြီးတော့ဒီဒီဘယ်လိုခေါ်မလဲအမှန်တရားဘက်ကနေပြောဟိုဆက်ကဆောက်လုံးဝဆန့်ကျင်ပြီးတော့ရက်တည်နေတဲ့အမှုပညာချင်းတွေကပြပမှမနေနေရတော့သူတို့အတွက်သူတို့အတွက်ဘယ်လိုခေါ်မလဲရက်တည်ဖို့အတွက်သူတို့ရဲ့ပညာနဲ့လည်းလိုအပ်တဲ့လိုအပ်တဲ့သူတို့ရဲ့ဘယ်လိုခေါ်ဝင်ဝေကိုရှာရမယ်လေ ဲ့တော့ကျွန်တော်တို့ကဒီလိုမျိုးအဆင်ပြေတဲ့ရုပ်ရှင်တွေကိုကျွန်တော်တို့ပြပေးပြီးတော့တို့တို့လည်းဝင်ဝင်လေးတစ်ဖက်တစ်ပလန်းရမယ်အဲ့တော့ဘယ်လိုကောင်းလဲဆိုအားရတာတော့သူကယုံပြည့်တယ်ပေါ့နော်လူ400ချုံလဲပေါ့နော်ဟိုအရင်အားရတယ်ပေါ့နော်ဒီအစားတော့လည်းစုံနေတယ်ပေါ့နော်ပြီးတော့ဒီရုပ်ရှင်ကြည့်တဲ့အခါကျတော့ဒီဟိုဟောမေကနှစ်ယောက်လုံးကကျုပ်ဆောင်ကအရင်ကောင်းတယ် ဘာလို့တော့တော့ဆိုးနေရလဲဘယ်လိုဝင်ဆိုးရလို့ထင်တာလို့ရမယ်ကျွန်တော်ဖုန်းနဲ့ပတ်ပါတယ်ဟုတ်ကဲ့ဒီနေ့ရုပ်ရှင်ကတော့ကျွန်တော်တို့တကယ်ကိုဟို ထိုက်ထိုက်တန်တန်နဲ့ကြီးတို့ကောင်းတဲ့ဟိုဒီအရေးသွေးပြင်မာတဲ့ရုပ်ရှင်ကားတစ်ခုလို့ကျွန်တော်တို့စပါဟုတ်ကဲ့ရုပ်ရှင်ပြပွဲနဲ့အတူຫນွေဦးတော်လန်ရေးရံပုံငွေဈေးရောင်းပွဲတွေ နွေဦးတော်လှန်ရေးရမုံငွေပကြီးကားလေးလံတင်ပွဲတွေကိုလည်းပြုလုပ်ခဲ့ကြပါသေးတယ်ခင်ဗျာကျွန်တော်မောင်တူပါတော်လျာစစ်တမ်းဒီရင်တွေပေါက်ွယ်ဒုက္ခရဲ့ထွက်ပေါက်ကူရှာဖွေပေါက်ထွက်ကြမယ်ခန္ဓာရဲ့စိတ်ရွက်ကူမောတော့စိတ်နိုင်တယ်မတရားကိုဖက်တွေ့သွားသူဖြစ်ခြင်းမီ မန္တလေးတိုင်းစင်ကူမြို့ပေါ်ကပြည်ခိုင်ဖြိုးပါတီရုံးကိုဇွန်လ29ရက်ည10:00နာရီဝန်းကျင်မှာစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ရုံးဆောင်တွေပျက်စီးသွားတယ်လို့ဒေသခံတွေစီကသိရပါတယ်စင်ကူမျိုးပေါ်ကပြည်ခိုင်ဖြိုးပါတီရုံးကိုစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲခဲ့တဲ့အချိန်မှာရုံးပေါ်တက်တက်မကြပေမဲ့ရုံးအဆောင်တစ်ခု ထိခိုက်ပျက်စီးသွားတယ်လို့ဆိုပါရတယ်။ တတဦးလက်တက်ကနေတက်လာတဲ့ MiG 29 Jet Fighter လေးရင်နဲ့စစ်ကူမျိုးပေါ်မှာတိုက်ပွဲဖြစ်တာမရှိဘဲစစ်ကောင်စီကိုထောက်ခံတဲ့ပါတီရုံးကိုဘုံကျဲသွားတာဖြစ်ပြီးလူထိခိုက်မှုမရှိဘူးလို့စစ်ကူမျိုးနဲ့ပါကဖပြန်ကြားရေးတာဝန်ခံကိုသံမဏိက DBB ကိုပြောပါတယ်စစ်ကောင်စီတက်ဟာစစ်ကူမျိုးနဲ့ထဲကိုလေကြောင်းတက်ခိုက်မှုတွေဇက်တိုက်လှောက်ဆောင်နေတဲ့အတွက်ပြည်သူတွေအနေနဲ့စစ်ကောင်စီတက်ရဲ့လေကြောင်းရန်ကိုကာကွယ်နိုင်ဖို့ ဘုံခိုကျင်းတွေမဖြစ်မနေ တူထားကြဖို့နဲ့လက်ချောင်းရံကာကွယ်အစီအမံတွေကိုကြိုတင်ပြုလုပ်ထားကြဖို့စစ်ကူမျိုးနဲ့ပါကာဖကတိုက်တွန်းထားပါတယ်။ဇွန်လ29ရက်ည7:00နာရီဝန်းကျင်ကလည်းစစ်ကူမျိုးနယ်ထဲကလက်ပံလှကျေးရွာကိုစစ်ကောင်စီတပ်ကလေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်မျိုးသမီးတယောက်သေဆုံးခဲ့တယ်လို့လူနေအိမ်၃လုံးလဲထိခိုက်ပျက်စီးခဲ့ပါတယ်ရှင်။ ဒီပီပီရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချူချူဆမ်းမကျေးဇူးတင်ပါတယ်ရှင်